ပြောပြသက်ကြီးအားလုံးပဲမင်္ဂလာပါအခုတစ်ခါပြောပြပေးခြင်းတဲ့အကြောင်းအရာလေးကတော့ခြေဗလာနဲ့လမ်းလျှောက်တာကကျန်းမာရေးအတွက်တကယ်ကောင်းလားဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်လမ်းလျှောက်တဲ့ခါစားကလေးငယ်ကိုတစ်ခါတလေမြေကြီးပေါ်မှာခြေဗလာနဲ့လမ်းလျှောက်ခိုင်းရတယ်ဆိုတာကလေးငယ်တွေရဲ့ကြွက်သားတွေနဲ့အရိုးတွေတက်မှထွက်ကြအောင်လို့ပထဝီတက်ယူတဲ့သဘောလို့လက်ခံထားကြပါတယ်ဒါကြောင့်အရွယ်ရောက်လာတဲ့အချိန်မှာကခြေဗလာနဲ့လမ်းလျှောက်တာလေ့ကျင့်ရလောက်တာတွေကကျန်းမာရေးအတွက်အသင့်တော်ကောင်းမွန်ရလားဆိုတာကိုပြောပြပေးလိုက်ပါတယ်ကျမ၏အတွက်ကောင်းချို့ ခြေပလာနဲ့လမ်းလျှောက်တာကတဘာဝနဲ့ထိတွေ့လိုက်တာပါပဲခြေပလာနဲ့လမ်းလျှောက်တာလေ့ကျင့်ခန်းလုပ်တဲ့အခါကဘာမြေကြီးရဲ့အဆွဲအာကြောင့်တင့်ခန္ဓာကိုယ်ရဲ့သွေးလည်ပတ်မှုစနစ်ကိုကောင်းမွန်စေပါတယ်ခြေချောင်းနဲ့ခြေချင်းအစ်စ်တွေကမှန်ကန်တင့်တော်တဲ့ကိုယ်ဟန်လှုပ်ရှားမှုကိုရတာကြောင့်ခြေသလုံးကြွက်သားနဲ့အရွတ်တွေကိုပုံမတောင့်တင်းတမ်းပါစေပါတယ်ဒါအပြင်မြေကြီးနဲ့ထိလိုက်တဲ့ခြေပွားဟာမြေရဲ့အဆိုးရက်ကိုရတာကြောင့်စိတ်လွတ်လပ်ပေါ်ပါပြီးအညောင်းညာပြေကအိပ်စက်မှုအတွက်ကိုလည်းအထောက်အကူပေးနိုင်မှာဖြစ်ပါတယ် ဒါအပြင်မနက်စောစောအချိန်မှာခြေမလာနဲ့လမ်းလျှောက်တာကြောင့်ခြေထောက်မှာရှိတဲ့အာရုံခံဖူးလေးတွေကိုနှိုးဆွပေးနိုင်ပြီးအမြင်အာရုံကောင်းစေတယ်လို့သိရပါတယ်။ဖြစ်နိုင်ခြင်းရှိတဲ့အနေရဲ့ခြေမလာနဲ့လမ်းလျှောက်တာနေ့ကျင်ခန်းလှုပ်တာကအိမ်ထဲမှာအဆင်ပြေပေမဲ့အိမ်အပြင်ထွက်ပြီးလုပ်မယ်ဆိုရင်တော့ဖြစ်နိုင်ခြင်းရှိတဲ့ထိခိုက်မှုလေးတွေရှိနေပါတယ်။အဲဒါတွေကတော့ညကြီးပေါ်မှာဖန်ခွဲစာတွေတန်တွေလိုအန္တရာယ်ဖြစ်စေတဲ့ပစ္စည်းတွေရှိနေတာမြေမတက်နာကြောင့်ဘက်တီးရီးယားပိုးမွားတွေခြေထောက်ကသင့်ခန္ဓာကိုယ်ထဲကိုဝင်ရောက်က ယောဂါတွေဖြစ်တာစတဲ့အနေအရီပဲဖြစ်ပါတယ်။ခြေပလာနဲ့လေ့ကျင့်ခန်းဘယ်လိုလုပ်မလဲ။ခြေပလာနဲ့လမ်းမရှောက်ရှောက်လေ့ကျင့်ခန်းပဲလုပ်လို့ပြုလုပ်ရမယ့်နေရာကိုစိတ်ရှိရှိနဲ့အချိန်ပေးပြီးရှာထားပါ။ထမဆုံးစားတဲ့အချိန်မှာပဝန်းကျင်အစ်စ်နဲ့ခြေထောက်ကိုအသားကျစေဖို့15မိနစ်မိနစ်20ခန့်သာရှောက်ပါအသားကျသွားမှပဲတဖြည်းဖြည်းနဲ့အချိန်တိုးပြီးရှောက်ပါမျက်ခင်းရေကူးကန်နဲ့ကန်းချိန်လိုနေရာမျိုးတွေကတော့လမ်းလျှောက်လို့ကောင်းတဲ့နေရာတွေပဲဖြစ်ပါတယ်ဒီလိုမှမဟုတ်ရင်လည်းခြေပလာနဲ့ပြုလုပ်ရတဲ့လေ့ကျင့်ခန်းတွေဖြစ်တဲ့ ယောဂကျင့်တာဝှရှုလိုမျိုးအားကစားတွေပြုလုပ်ပေးနိုင်ပါတယ်။အခုတစ်ခါပြပြပေးခဲ့တာကတော့ခြေဗလာနဲ့လမ်းလျှောက်တာကကျန်းမာရေးအတွက်တကယ်ကောင်းရဲ့လားဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်။နောက်ထပ်လည်းကျန်းမာရေးနဲ့ပတ်သက်ပြီးဘလို့အကြောင်းအရာတွေကိုဆက်လက်တင်ဆက်ပေးသွားအောင်မလဲဆိုတာစောင့်မျှော်ကြည့်ရှုဖို့ဖိတ်ခေါ်လိုက်ရပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။